။အတိုင်းပြောရလို့ရှိရင်ကျွန်တော်စာရီအများကြီးမလုပ်ခဲ့ဘူး။ကျွန်တော်ကဒီ head walking ထက်ကိုဒီ smart walking ကိုပို့ပြီးတော့တဘောကြတယ်။တရက်တရက်ကိုဒီ9နိုင်8နိုင်လုပ်နေမှစာ3-4နိုင်လောက်နဲ့တတိယရောက်လုပ်ခဲ့တယ်။ပြီးတော့စာမလုပ်ခင်မှာဒီ study plan လေးတခြားဆွဲတယ်။ ဒီနေ့မှာဘယ်ပါလာလောရမလဲဘာတွေလိလာရမလဲဘယ်အချိန်မှာစာလုံးမလဲဆိုတော့ကိုတေချာလေး plan ဆွဲအပတ်တိုင်းအပတ်တိုင်းမှာလည်းဒီ credit test လေးလေ့ကျင့်ဖြစ်တယ်ပြီးတော့ပို့ပို့ပါပဲလုပ်ဖြစ်ခဲ့တယ်အဓိကတော့မလုပ်ခင်မှာ plan လေးတေချာဆွဲဖို့နော်ဆိုတော့ကိုနေရ plan ကိုတေချာမဆွဲဘဲလုပ်ချင်တဲ့အချိန်မှာထားလုပ်နိုင်မှာလို့ရှိရင်တော့ကိုဘလောက်ပဲလုံးလုံး24နိုင်ပဲလုံးလုံးကြီးကိုလွယ်လွယ်နဲ့အောင်မှာမဟုတ်ဘူးဆိုတော့ကိုအနေနဲ့ဘယ်ချိန်မှာမလုပ်မလဲဘာတွေကိုလိလာမလဲဆိုတော့ကိုတေချာလေး plan ဆွဲရမယ်လို့ရှိရင်3-4နိုင်လောက်နဲ့စာက easy ရတယ် အိမ်စမ်းပြည့်တဲ့ညမှာတော့နည်းနည်းတော့ nervous ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကိုကသင်တန်းမတက်တာဖြစ်တဲ့အတွက်ကိုကိုဒီဘာတွေသတိထားမလဲဘာတွေရှောင်းမလဲဆိုတာကိုပြောရပေမဲ့လူမရှိခဲ့ဘူး။ဒါပေမဲ့လည်းကိုအနေနဲ့အသက်နိုင်ဆုံးလေ့ကျင့်ခဲ့တာဖြစ်လို့အကောင်းမှုဆိုတော့ဖြစ်နိုင်ခဲ့တယ်။အမှတ်ထွက်လာတော့လည်းအကောင်းဆုံးမဟုတ်တော့မှကိုလှုပ်ထားတာလောက်ရခဲ့တယ်။ဆိုတော့မစိုးဘူးပေါ့နော်။ဆိုတော့တင်ကကြီးကိုတယောက်တည်းလေ့လာနေရသလိုရှိရင် စာပုံမှန်လောက်ပါအမြဲတမ်းလေ့ကျင့်ပါပြီးတော့ကြားမှာဘူးမကြောက်ပါနဲ့။သင်တန်းမတက်လဲကြီးကြီးကိုအောင်းနိုင်ပါ ခုဒီဗီဒီယိုကိုကြည့်ရှုနေတဲ့လူတွေမှာဟောဂျီရီကိုတနမတက်ပဲလေ့လာနေရှိပါသလားရှိခဲ့လို့ရှိရင်လည်းအောက်ပါကိုမန့်ပေါ့မှာကိုယ့်ရဲ့အတွေ့အကြုံတွေကိုရေးသားနိုင်ပါတယ်အားလုံးပဲ see you in the next video